အားလုံးပဲမင်္ဂလာပါခင်ဗျာဝေယံ knowledge share မှာကြိုဆိုလိုက်ပါတယ်မိษွေတို့နောက်ငါးနှစ်အကြာမှာဘယ်မှာရှိနေခြင်းလဲဘယ်လိုအိမ်မျိုးမှာနေခြင်းလဲဘယ်လိုအလုံးမျိုးမှာလုံနေခြင်းလဲဘယ်လိုဘွားမျိုးမှာရှိနေခြင်းလဲအဲ့ဒါတွေကိုမိษွေတို့တိတိကျကျပြောနိုင်ပြီလားတကယ်လို့မပြောနိုင်ရင်မိษွေကလမ်းပြောင်းနေတဲ့ခီးတယ်လို့ဖြစ်နေပါပြီတကယ်လို့ပြောနိုင်ခဲ့ရင်မိษွေမှာ vision ရှိနေပါပြီ ။ဗီရှင်ဆိုတာပါလဲဘလို့ပေါ်ရှင်းလင်းအောင်ဖန်တီးမယ်လဲပြီးတော့အဲ့ဒီဗီရှင်ကခမားတို့ရဲ့ဘဝကိုဘလို့ပြောင်းလဲစေမလဲဆိုတာပါပြောပြပေးသွားမှာဖြစ်ပါတယ်။ရိုးရှိချင်းပြောရရင်ဗီရှင်ဆိုတာကအနာဂတ်မှာကျွန်တော်တို့ဗာဖြစ်ချင်းလဲကျွန်တော်တို့ဘယ်ရောက်ချင်းလဲဆိုတဲ့ပန်းတိုင်းပါတနည်းအားဖြင့်တော့ကိုယ့်အနာဂတ်ရဲ့လမ်းပြမြေပုံတစ်ခုပါဒီဗီရှင်ဆိုတဲ့ဇာတ်ကလုံးထဲမှာအံ့ဖွယ်ဆွမ်းအားတွေပါဝင်နေပါတယ်ဗီရှင်မရှိတဲ့သူဟာလမ်းပြောင်းနေတဲ့ခီးတဲ့နဲ့တူပါတယ် ဘယ်သွားရမယ်ဆိုတာမသိတယ်လို့ဘယ်ရောက်နေမှလည်းမသိပါဘူးကျွန်တော်တို့ရဲ့ဘွားလိုက်မှာရှင်းလင်းပြီးနားလဲလဲတဲ့ Crystal Clear Vision ရှိရပါမယ် Vision ဟာလူတိုင်းနားလဲလွယ်ရမယ်လက်တွေ့ကြပြီးစိတ်ကူးရင်ဆက်မနေပါဘူးဒါဆိုရင်တော့ဒီ Vision ဟာဘဝအတွက်ရည်မှန်းချက်ဖြစ်သွားပါပြီ ဘသူမှလည်းခမရကိုစိတ်ကူးရင်နေတဲ့အိမ်မက်မက်နေရလို့ပြောနိုင်ကြမှာမဟုတ်ပါဘူး။အောင်မြင်မှုဆိုတာကအစကတော့ယူနန်းနဲ့အိမ်မက်တွေနဲ့စတယ်။အဲ့ဒီအိမ်မက်တွေကိုအရေးစုံပြီးလှုပ်ဆောင်နိုင်မှလက်တွေဖြစ်လာတာပါ။အိမ်မက်ကြီးကြီးမက်ဖို့မကြောက်ပါနဲ့ဒါပေမဲ့အဲ့ဒီအိမ်မက်တွေလက်တွေဖြစ်လာအောင်လုပ်ဖို့တော့တတိရှိရပါမယ်။နီလန်ဟောင်းတွေနဲ့ရလက်သစ်တွေများနိုင်ပါဦး။ရလက်သစ်တွေလိုချင်ရင်နီလန်သစ်လိုပါတယ်။ ကိုပင်ရှင်တဲမှာအများအကျိုးပြုနိုင်ဖို့အ ਨੇ ဆုံးတစ်စုံတစ်ခုပါဖို့ပါရပါမယ်။ပင်ရှင်တွေဟာကိုအတွက်လည်းမဟုတ်ပဲကိုပန်းဝင်ခြင်းအတွက်ပါဖြစ်ရပါမယ်။နှစ်ဖြန်အတွက်အကောင်းဆုံးဘီရှင်ကဒီနေ့ကနေစားရပါမယ်။ညီကုန်းချုံအနေနဲ့ပြောရရင်ဘီရှင်ဆိုတာကအိမ်မက်မဟုတ်ဘူး။လက်တွေ့အကောင့်တွေပေါ်ရမယ်ပန်းနိုင်မယ်ဖြစ်ပါတယ်။ဘီရှင်မရှိတဲ့သူတွေကနောက်မှကြံခဲ့ပြီးဘီရှင်ရှိတဲ့သူတွေကသာအောင်မြင်တဲ့သူတွေဖြစ်ကြပါတယ်။တာယာပြရှင်သောနေရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။